မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစူးတင်ဆက်ပေးနေတဲ့သတင်းအထုတ်တော်အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းမကျင်ညာခင်မှာမေတ္တာရက်ခံစရာလေးရှိပါတယ်ဒါကတော့ကျွန်တော်ဗီဒီယိုတွေကိုသတင်းတွေကိုယူယူပြီးတော့ပြန်လည်တင်တင်ကြတယ်အဲ့လိုတင်တဲ့နေရာမှာအတန်ကိုမြန်တဲ့နေရာမှာတအားမြန်ထားလို့ရှိရင်ဘောမတွေကိုနည်းနည်းလေးအကြောင်းကြားပေးပါလို့တို့ကဘာဖြစ်လို့လဲဆိုတော့တို့စိတ်ထဲမှာကျွန်တော်အဲ့လိုပဲအမြန်အောနေတယ်တို့ထင်းနေလို့ပါနော် တနာဖို့ကောင်းလို့ပါဒါကြောင့်မို့လို့ကျွန်တော်ဗီဒီယိုတွေယူတင်တဲ့အတူများဘောမတွေကိုတော့တစ်ချက်အကြောင်းကြားပေးပါလို့အဲ့ဒါလေးကိုမြစ်တာရက်ခံခြင်းပါလေပထမအဦးဆုံးတည်င်းကတော့ကျွန်တော်အရန်ကြိုက်တဲ့တည်င်းပါပဲပထမရက်ကချင်းအဖွဲကထုတ်ပြန်လိုက်တယ်အခုတခါမွန်ကထပ်ထုတ်ပြန်တယ်နော်ဒါလို့ထုတ်ပြန်ချက်မျိုးကိုကျွန်တော်ကတော့အရန်ကြိုက်တယ်တို့ရောင်ရွေးကောက်ပွဲမှာပါဝင်သူများကိုမွန်ပြည်ဖက်ဒရယ်ကောင်စီကအရေးယူရန်ပြင်ဆင်နေပြီဆိုတဲ့တည်င်းပဲဖြစ်ပါတယ်နော် ပထမရက်ကလည်းချင်းကောင်စီကလည်းအခုလိုမျိုးထုတ်ပြန်ခဲ့ပါတယ်အခုတခါမွန်ကလည်းထုတ်ပြန်လာပါပြီအတမ်းမဆေးအုပ်စုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်သူများကိုအေးအေးယူရန်ဤဥပဒေဖြင့်လှုပ်ထုံးလှုပ်နှီးများရေးဆွဲနေကြောင်း Monster Federal Council MSFC ကမှပြောရေးဆိုခွင့်ရှိသူတို့ကပြောဆိုပါတယ်အတမ်းမဆစ်တပ်ပြုလုပ်ခြင်းမမဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲအပေါ်မူဝါဒရက်တိကျစာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရှိရတယ် မူဝါဒရည်တည်ချက်စာနှမ်းမှာမွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့်အကြမ်းဖက်စစ်တပ်နှင့်စစ်ကောင်စီစစ်ကော်မရှင်ကိုအကြမ်းဖက်စေအုပ်စုဟုမှတ်ယူမိဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလတွင်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲတည်လဲဖက်စစ်လူရွေးပွဲဟုအမည်တွင်မိတာဖြစ်ကြောင်းပြောဆိုထားသည်တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နှင့်ရွေးကောက်ပွဲအလွန်ကာလ၃ပါးစလုံးနှင့်ဆန့်ကျင်တော်မူဖြစ်ကြောင်းထုတ်ပြန်ချက်တွင်အတိအလင်းဖော်ပြထားသည် ရမ်းမဲ့လေးစားပါတယ်နော်ကျွန်တော်တို့တော်လိုင်းစကန်စားတော့ကနော်ဒီမင်းအောင်လိုင်းနဲ့တွားပြီးတော့ဖက်လေဖက်တင်းလောက်တဲ့ထဲမှာကျွန်တော်မွန်ပြစ်တပါတီတို့ပါပါခဲ့တယ်အဲကျွန်တော်တို့တော့ဝေဖန်ခဲ့သေးတယ်နော်ကျွန်တော်တို့ဝေဖန်တော့အဲကျွန်တော်တို့ထောက်ခံပြီးပြောတဲ့လူတွေရှိသလိုကျွန်တော်တို့ပြန်ပြီးဆဲဆိုပြီးတော့ပြောတဲ့လူတွေရှိခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့အခုတော်လိုင်းရင်း၄နှစ်ကျော်၅နှစ်ရောက်လာတဲ့အချိန်မှာမွန်ပြည်နယ်မှာရှိတဲ့အင်အားစုတွေဟာလူတို့နဲ့တတွေ့တဲ့တရားတဲ့ရက်တီလာပါပြီ အခုဆိုရင်တိုက်ပွဲဝင်နေတဲ့မွန်လက်နက်ကင်အဖွဲ့တွေလည်းအများကြီးရှိပါတယ်အဲ့ဒါဟာအမှန်တရားပါပဲဘာဖြစ်လို့လဲကျွန်တော်တို့တိုင်းပြည်မှာဒီအာဏာရှင်တွေရှိနေတဲ့မြတ်ဘယ်ပြည်နဲ့ဘယ်တိုင်းမှာအေးချမ်းလို့မရပါဘူးဒါကိုသဘောပေါက်ကြဖို့လိုပါတယ်အဲ့တော့အခုရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်းတို့ရဲ့ဖက်စစ်လူရေးပွဲဆိုတာတကယ်မှန်ပါတယ်ဒီပွဲဟာပြည်သူလူထုအတွက်နိုင်ငံအတွက်လှုပ်တဲ့ပွဲမဟုတ်တဲ့အတွက်ရာဇဝတ်ကောင်ကလှုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုအခုလိုမျိုးပြက်ပြက်တားတား နော်ကင်တွယ်လာတဲ့အပေါ်မှာလဲကြိုးဆိုတယ်ကျွန်တော်လိုပဲပြည်သူအများစုလဲကြိုးဆိုလိုက်ပါမယ်နော်ဒါကြောင့်မလို့ဒီလိုမျိုးပြက်သားမှုတွေကိုကျွန်တော်တို့ရေးကြည့်ပါတယ်အခြားအခြားတော့အဖွဲ့တွေတဲ့ဒါမျိုးတဒံနဲ့ထွက်ဖို့လိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်က share ပါဒါကတော့စစ်တောင်းမှုအပါစစ်သား90ဦးတေဆုံးပြီးစစ်တုံးမှန်15ဦးနဲ့လက်နက်ခဲယမ်းများရရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းကံဘလူမြို့နယ်မှာခင်ဦးဘက်တို့စစ်ကြောင်းထိုးလာတော့အင်အား100ကျော်ပါတပ်မ33တပ်များကို တိုက်ခိုက်ခဲ့ရာစစ်ကြောင်းအစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးတေဆုံးစစ်တုံးပန်း15ဦးနှင့်လက်နက်ခဲယမ်းများရရှိကြောင်းသခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လိုင်းသတင်းမြင့်ကပြောဆိုတယ်နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကမ်းမလူမြို့နယ်ဝက်တိုးကြီးရွာစစ်တပ်အထိုင်စခန်းမှခင်ဦးမြို့နယ်ဘက်ကိုအင်အား120ဖြင့်စစ်ကြောင်းထိုးလာတော့တမ33လက်အောက်ခံခလာရ1133စစ်ကြောင်းကို ကမ်ဘလူမြို့နယ်ရင်းတိုက်ရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်07:45ခန်းအချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်မှစစ်တောင်းမှုအပါအဝင်50သေဆုံးကြောင်းစစ်တုံးမှန်15ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိကြောင်းတိရပါတယ်နော်အဲ့တော့ကျွန်တော်တို့မြေပြန့်နေမှာလဲဘာဖြစ်ကုန်ကြီးအားလုံးဟာအင်အားနေအတုံးအင်တိုင်းအားတိုင်းဖြစ်ကုန်ကြပြီအဲ့တော့ကျွန်တော်တို့မြေပြန့်နေမှာလွတ်မြောက်နယ်မြေတွေကိုအခြေခံအောင်လုပ်ဖို့လိုတယ်ဆိုတာဒါကိုလည်းပြောတာပါ ခုလိုမျိုးအောင်ပွဲမျိုးကိုတော့ပြည်သူတွေအနေနဲ့တနိုင်ခံလုံးအနှက်မှာကြားကျင်ပါပြီဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်အဲ့ဒါကတော့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးစာသားပါပတ်စံများဖြင့် money flow လှုပ်ရှားမှုပြုလုပ်ရန်ကုန်တော်လှန်ရေးညီနောင်၄ဘက်ကအကြမ်းဖက်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ရွေးကောက်ပွဲစန့်ကျင်ကြောင်းရေးသားထားသည့်ပတ်စံများ၃ဆွဲဖြန့်ဝေသည့် money flow လှုပ်ရှားမှုလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်အဆိုပါမန်နီဖလိုလှုပ်ရှားမှုကိုစက်တင်ဘာနဲ့အောက်တိုဘာနှစ်လအတွင်းငွေကျပ်15သိန်းဖို့နီးပါးဖြန့်ဝေပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ကြောင်းစာသားပါပတ်စံများကိုပြည်သူချင်းချင်းဖြန့်ဝေသုံးစွဲ၍အကြမ်းဖက်စစ်အုပ်စု၏အတွေ့အော်ရွေးကောက်ပွဲတပိတ်စန့်ကျင်ရေးကိုအတူပူးပေါင်းပါဝင်ကြရန်လဲရန်ကုန်တော်လှန်ညီနောင်၄ဘွဲ့ကတိုက်တွန်းထားပါတယ်ဒါကတော့အတွေ့အော်ရွေးကောက်ပွဲကိုရရနီးလန်းတဲ့စန့်ကျင်နေချက်အထဲမှာရန်ကုန်တော်လှန်ညီနောင်အဖွဲ့ကနေစန့်ကျင်တဲ့ နော် money flow စတင်မှုပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ရွှေဘိုမန္တလေးလမ်းပိုင်းမှာတိုက်ခိုက်မှုအကြမ်းဖက်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါအဝင်၄កောင်တေဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချနေတဲ့နေရာနဲ့ကင်းမုံကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါအဝင်၄កောင်တေဆုံးခဲ့ကြောင်းရွှေဘိုမြို့နယ်ပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်နိုဝင်ဘာလ၁၀ရက်နေ့ညနေ၄:၂၀မိနစ်ခန့်တွင်ရွှေဘိုမြို့တောင်ဘက်အတွက်အထွက် မဟုတ်ဦးမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်အိတ်တမန်33လက်အောက်ခံစစ်တောင်းမှစစ်သား20ခန့်ဒီရွှေဘုံမန္တလေးလမ်းပိုင်းတကနန်းရွာထိပ်တွင်ဝစ်ကျင်းချ၍အထိုင်ချနေစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရတယ်။စစ်ခွေးများကိုတော်လန်ရေးတပ်ဖွဲ့များကအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတနာရီခန့်ဖြစ်ပွားခဲ့ကအကျန်းဖက်စစ်တပ်ဖက်မှအထိနာပြီးရှားတော်ကျေးရွာဘက်ကိုထွက်ပြေးသွားကြောင်းသိရတယ်။စစ်ခွေးတွေဘက်ကဒုခွဲမှုအပါအဝင်၄កောင်သေးတယ်။ စစ်ကွဲထိခိုက်တေဆုံးတာထတ်တုံးရှိနိုင်တယ်စစ်ကွဲတွေကိုမနဲ့အစောပိုင်းမှာကားနဲ့လာကယ်ထုတ်သွားတာပဲတိရသေးတယ်ဟုရွှေဘုံမြို့နယ်ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်တိုက်ပွဲတွင်ပကဖရဲဘော်တို့မြင့်မြတ်စွာကြာဆုံးခဲ့ရပါတယ်နော်ကိုဘကရဲဘော်ကြတဲ့အတွက်အောင်မြင်မှုရတယ်ဆိုပေမဲ့ဝန်ထမ်းမှုလည်းကောင်းပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အမြဲပြောသူတို့ပေါ့နော်ခွေးတရားနဲ့ကျွန်တော်ရဲဘော်တယောက်မလဲနိုင်ပါဘူးအဲ့တော့ဒီတည်င်းလေးကိုပြန်ချုပ်ကမယ်ဆိုရင်တော့ရွှေဘုံမန်းကလေးလမ်းပိုင်းမှာ PDF တွေကစစ်ခွေးတွေကိုတိုက်ခိုက်တာတော်စိုးဦးပြောနေပြောရမယ်ဆိုရင်စစ်ခွေးတွေခွေးလို့ပြေးတာအကောင်လုံးเนาะအဲ့တော့ခွေးလို့ပြေးတာတောင်မှ လေးကောင်တေးလိုက်သေးတယ်ဆိုတော့ဒီတော်တော်ဟိုနောက်ကျတဲ့ခြေထောက်တွေဖြစ်မှာပေါ့เนาะဒုခွဲမှုအပါဝင်လေးကောင်တေးခဲ့သေးတယ်ဆိုတော့တော်စိုးဦးပြောနေပြောခွေးလို့ပြေးတာတောင်မှလေးကောင်တေးသွားသေးတယ်เนาะဒါနောက်ကျတဲ့ခြေထောက်တစ္ဆတ်ဖောက်ဆိုတာဒါမျိုးကိုပြောတာပါနောက်ထပ်သတင်းသမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ကဏီမြို့နယ် ဝင်မနာရွာစေးယုံကိုအကျန်းဖက်စစ်တပ်ကဆက်တပ်လေဒီပြင်းဘုံကျဲတိုက်ခိုက်မှုကြောင့်စေးယုံဝင်တန်းနှင့်လူနာများအပါအဝင်၈ဦးတေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်ဝင်မနာရွာစေးယုံကိုအကျန်းဖက်စစ်တပ်ကဆက်တပ်လေဒီပြင်းဘုံကျဲပစ်ခတ်ခြင်းကြောင့်စေးယုံဝင်တန်းနှင့်လူနာများအပါအဝင်၈ဦးတေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများနှင့်ရင်းမာပြီးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်တံမဏိကပြောဆိုပါတယ် နိုဝင်ဘာလ10ရက်နေ့နနက်9:00နာရီကျော်ခန့်မှာအချမ်းဘက်စစ်တပ်ဤအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာတဲ့စစ်တပ်လေဒီနှစ်စီးဟာကဏီမြို့နယ်ဝင်မနားဆေးရွာဝင်မနားရွာဆေးုံကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။အချမ်းဘက်စစ်တပ်ဤဘုံကျဲတိုက်ခိုက်မှုအတွင်းဆေးုံဝင်တန်းနှင့်လူနာများအပါအဝင်10ဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းထိခိုက်တိုက်ခိုက်မှုအတွင်းဘုံများသည့်ခွဲစိတ်ဆောင်နှင့်လူနာဆောင်ပေါ်သို့ကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တင်ထိခိုက်တင်ဆုံးသူများပြားခဲ့အကြောင်းသိရှိရပါတယ်။ကဲစဉ်းစားကြည့်။နော်။ဒါဆေးရုံဆိုတာကစည်ရေးပြမှတ်လည်းမဟုတ်ဘူး။နောက်ပြီးတော့ဆေးရုံမှာနောက်ဆုံးပြတော်လန်ရေးရဲဘော်တွေရှိနေတယ်ဆိုတော့ဆေးရုံဆိုတာတာမန်ပြည်သူတွေတဲ့ဆေးကုနေတဲ့နေရာ။အဲ့တော့ရဲဘော်တွေရှိတာနဲ့ဒီရဲဘော်တွေကိုမနိုင်တာနဲ့တင်စေးရုံကိုဘုံကျဲတဲ့လောက်ရက်ကိုလောက်တာတိုင်းပြည်ကိုကာကွယ်စောက်ရှောက်မယ်ဆိုတဲ့စစ်တပ်ရဲ့လောက်ရက်လားလက်နက်ကင်အကြမ်းဖက်အာဏာယူနေတဲ့မိစ္ဆာကောင်တွေရဲ့လောက်ရက်လား ြည့်ပါဘာအကြောင်းထဲမှာဆေးရုံပေါ်ဘုံကျဲစရာအကြောင်းမရှိဘူးလေဒါဆေးရုံလေလူနာတွေရှိတဲ့ဆေးရုံဘုံကျဲစရာဘာအကြောင်းထဲမှာမရှိဘူးဒါပေမဲ့ဘုံကျဲတယ်ဆိုတော့ဒလိုကောင်မျိုးတွေကအာပါတီစုံဒီမိုကရေစီစနစ်ပါတိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းမှာကိုတွားမယ်ဆိုတဲ့စကားဟာဖာကောင်းကပြုတ်လုတဲ့ပြစ်တစားပပျောက်ရေးရတော့မြင့်မြတ်လေးတယ်နော်အဲ့တော့ကျွန်တော်တို့အတူအောင်ရွေးကောက်ပွဲဆိုတာဒါတွေကိုပြောတာပါအဲ့တော့ဆေးရုံတို့စာတင်ချောင်းတို့စစ်ဘေးချောင်းစခန်းတို့နော်ဘာသာရေးအဆောက်အအုံ ဒါတွေဟာစစ်မဲ့ရေးရနော်ဒီလိုမျိုးဘုံကျဲတာလို့လက်နက်ကြီးတွေပစ်တာလို့လုံးဝလှုပ်ခွင့်မရှိတဲ့အရာတွေဒါပေမဲ့လို့မြန်မာပြည်မှာတော့လှုပ်တယ်ဘာဖြစ်ကောလဲသေးတဲ့ကောင်တွေထွက်ခက်ဆိုပြီးစိတ်ခေါ်လာတာအခုတော့ကြောက်ကန်ကန်ပြီးတော့ခွေးတကောင်ကြောင်ပိတ်ထားတဲ့ပုံစံဖြစ်ပြီးတော့တွေ့ရမြင်ရမဲမဲမြင်ရလိုက်လံတက်ဖြတ်နေတဲ့အဆင့်ဖြစ်ကုန်တာအဲ့တော့ဒီလိုမျိုးအကြမ်းဖက်တမားတွေကိုမှကျွန်တော်တို့နေနိုင်အောင်တိုက်နိုင်တိုက်မတိုက်နိုင်မြန်မာပြည်ပြက်ဖို့ပဲရှိတော့တယ်အခုတော့ဘလောက်ပြက်စီးနေကြပြီလေကုံစင်းတို့နေဘလောက်ပြက်နေပြင်ညာရေးစနစ်တွေကျမ်းမာရေးစနစ်တွေ နော်လူနေမှုဒီအဆင့်အတန်းတွေဘလောက်ကွာဟကုန်ပြီလဲသူများနိုင်ငံနဲ့ဒါတွေအားလုံးဟာဒီအကြမ်းဖက်အာဏာယူကောင်တွေကြောင့်သူတို့ကအာဏာမတည်ရင်ဒီတိုင်းပြည်သူတို့ဖြစ်လာစရာအကြောင်းနည်းနည်းလေးမှမရှိဘူးနော်အဲ့တော့ခက်မြက်မြန်ပွဲပြတ်ဖို့အတွက်တော်လှန်ရေးကိုနိုင်တဲ့နေရာပါဝင်ကြပါဒီစစ်တပ်ထဲမှာရှိတဲ့နော်ပြည်သူရဲ့အခက်အခဲကိုတိတဲ့ပြည်သူဘက်ကရက်တီတဲ့စစ်ဗိုလ်ချုပ်တွေအရာရှိအကြက်စစ်သားတွေကိုပြောချင်တာခမားတို့တွေရဲ့အတက်ကိုတန်ဖိုးထားပါ ဒီအာနာယုလူတစုအတွက်အတက်တွေပေးဆက်နေရတာကိုရက်တင်ပြီးအမှန်အမှန်တရားအတွက်ပြည်သူနဲ့လက်တွဲတင်ပြီးလို့ပဲတိုက်တွန်းချင်ပါအဲ့တော့ဒီလိုမျိုးဘုံကျဲတိုက်ခိုက်မှုမျိုးဆိုဒါဆိုရင်ဒါလုံးဝကိုစစ်ရာဇဝတ်မှုကျူးလွန်တာဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုလည်းတည်တည်ချာချာနိုင်ငံကအတိုင်းဝိုင်းကတီးဖို့အတွက်တီးတဲ့အမှုတွဲတိဆောက်ပြီးတော့နိုင်ငံကောင်ဖြန့်ဝင်ပေးဖို့လိုတယ်ဘာဖြစ်လို့လိုလဲဆိုတော့သူတို့ကြတော့အခုဒလန်တယောက်ကိုတွားတက်လိုက်တယ်ဒီဒလန်ကြောင့်ရွာထဲမှာပြည်သူ စစ်တပ်ကလာ ဖမ်းပြီးတက်တာဆယ်ယောက်မကတော့ဘူးဒါကြောင့်မလို့တော်လိုင်းတက်ဖွဲ့တွေကဒီဒလန်အောင်ပထမတတိပေးတယ်မရဘူးဒုတိယချိန်တတိပေးတယ်မရဘူးတတိယချိန်တွားတက်လိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးဒလန်တယောက်တက်ခံထိပ်ပြီးဆိုရင်သူတို့ဘက်ကဘာလုပ်လဲဆိုတော့အဲ့ဒီတေဝါတဲ့ဒလန်ကိုတေတေချာချာမှုကင်းစေးဆရာဝင်တဲ့အချက်အနအမှုတိဆောက်တယ်လူတက်မှုဖြစ်အောင်တိဆောက်တယ်အဲဒါလူတက်မှုပါဆိုပြီးတော့နိုင်ငံတကာတန်ယုံတွေအပါအဝင်နိုင်ငံတကာကိုဖြန့်ဝေတယ် သူတို့ဘက်ကအဲ့ဒီပုံစံလုပ်တယ်သူတို့ပြစ်နေရတယ်ခတ်နေရတယ်ဒါကြောင့်ပြစ်ကြတယ်ပေါ့အဲအဲ့ဒီပုံစံအကွက်စင်တာဒါကြောင့်မလို့ကိုယ့်ဘက်ကလည်းဒီကောင်နေလုံယုံမှတမျှကိုတည်တည်ချာချာစီစစ်ပြီးတော့နိုင်ငံတကာကိုရှင်းလင်းစွာတည်အောင်ကျွန်တော်တို့ဘက်ကနီးမျိုးစုံနဲ့တုံ့ပြန်ဖို့လိုပါတယ်ဒါဟာစစ်ရာဇဝင်းမှုဒလန်တယောက်သွားတက်လို့ဒလန်တယောက်ပဲတည်တယ်မှားတက်ရင်တော့မတည်မှတယောက်ထဲနော်ပစည်းမှလူ160ကျော်တစ်ချက်တည်းတည်သွားတယ် ခလေး40ကျော်ပါတယ်အခုစေးရုံဘုံချက်ချတယ်ဘာမှမဆိုင်လူနာတွေဟမ်ကျမရဲ့ဝန်တန်းတွေဒါတွေကတကယ်ကိုရာဇဝတ်မှုတွေမဟုတ်ဘူးလားအဲ့တော့ဒီလိုရာဇဝတ်မှုတွေကျူးလွန်နေတဲ့ကောင်တွေကအင်ဂျီဝစ်ပြီးတော့ယူနီဘောင်းချွတ်တိုက်ပေါ်အင်ဂျီဝစ်ပြီးလွတ်တော်တဲ့ဝင်ပြီးနိုင်ငံအောင်ဆက်ဦးဆောင်အောင်မယ်ဆိုတာကျွန်တော်တို့ပြည်သူအနေနဲ့လက်ခံတင်လာအဲ့ဒါပဲဒါကြောင့်မို့လို့ဒီအတူရောင်ရွေးကောက်ပွဲအပါဝင်ဒီအာနာယုမိစ္ဆာကောင်တွေကိုတနိုင်ခံလုံးအနေနဲ့ရတဲ့နေရာကစန့်ချင်ဖို့လိုတယ်ဆိုတာကိုဒါကိုပြောတာပါ ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့သတင်းတွေကိုအစအနေစုံစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအချိန်ရရင်ရသလိုအခုလိုသတင်းအတော်တော်အစီအစဉ်တွေကိုတင်ဆက်ပေးရောမှာဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးပြာဝေးကွာကြပါစေခွေးဆွဲခြင်းမှကင်းဝေးကြပါစေ